နေစေမိုးလေဝါဒဒရင်၂025ခုနှစ်အောက်တိုဘာလ14ရက်နေ့နနက်9နာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်အရှိနောက်ပိုင်းတွင်တင်အနှန်းငယ်ထစ်ထွင်းနေပြီးဘင်္ဂလားပင်လယ်အော်အရှိအလယ်ပိုင်းတွင်တင်အတင့်အတင့်ဖြစ်ထွင်းနေပါသည်ကပလီပင်လယ်ပင်နှင့်ဂျန်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံးလီအားနည်းနေပါသည် ယနေ့ညနေထိခမန်းချက်များမှာတနင်္သာရီတိုင်းဒေသကြီးကရင်ပင်နယ်နှင့်မွန်ပင်နယ်တို့တွင်နေရအနှံ့ပြနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးချင်းပင်နယ်နှင့်ရှမ်းပင်နယ်တောင်ပိုင်းတို့တွင် နေရစိတ်စိတ်ကယားပင်နယ်နှင့်ရှမ်းပင်နယ်မြောက်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်နေရကျကျက်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာကွက်ကြားမှုထစ်ချုံရွာမီရွာရုံုံပြည့်ဖြစ်ပါသည် မိုးထင်တောင်ဖြစ်ပေါ်မူအခြေအနေမှာအေယာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနှင့်ကရင်ပြည်နယ်တို့တွင်မိုးထင်တောင်များဖြစ်ထွေးမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးထင်တောင်များရွေရသောနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထီချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေပါတာဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်တတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်မြမပင်လက်ပြက်မှလျှက်နှန်းငယ်မှ လင်းအတွင်အတင်းရှိမည် နှင်းမြစ်မှမြမကယုတနတ်တျှောက်နှင့်ကမ်းလွတ်ပင်လက်ပင်တို့တွင်၄ပင်မှ၆ပင်ကန်ရှိနိုင်ပါသည်။နောက်နှစ်ရက်အတွက်ခမန်းချက်များမှာကပလီပင်လက်ပင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်မုန်တုံးလေအားနှဲနေမီ။ယနေ့ညမိုးရနိုင်သောမြို့နယ်များမှာမေထီလာတာစီပြောပွဲယမီးတင်တက်ကုံ နေပြီးတော့လေဝေပြင်းမနရွာငန့်ပင်တညာကလောတောင်ကြီးပင်လောက်မခွေမင်းဘူးနတ်မောက်ပြောပွဲယမီးတင် မေတီလာကျောပန်းတောင်ငဖဲစီရုတ်တရမင်းလာတရအောင်လန်စကုပွင့်ဖြူဒနက်ဖြူညောင်းတုံးဖိုကလေးပသိမ့်ငဘူးတော့ဝါခဲမမော်လမြောင်ကျွန်းဟင်တာတတိုက်ကြီးလဲကူရန်ကုန်မြို့တွင်တာယာဝရီမင်းလာမိုးညိုကျိုးပင်ကောက်ပေါန်းတီပီရွှေတောင်နှစ်တလင်းစည်းကုံပောက်ခော့ညောင်းလေးပင်ပကူးတိုက်ဦးဝေါ့အင်ဒဂေါ်ဖော်ပြပါမြို့နယ်များအတွင်နေရာကျဲကျဲမှစိတ်စိတ်မိုးရွာနိုင်ပါသည် နေပြည်တော်နှင့်အနီးအတဝိုက်အထွတ်ခံမှန်းချက်များမှာနေရွက်ကြားမိုးထချုံရမည်ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးအတဝိုက်အထွတ်ခံမှန်းချက်များမှာမိုးတစ်ကြိမ်နှစ်ကြိမ်ထချုံရမည်ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးအတဝိုက်အထွတ်ခံမှန်းချက်များမှာနေရွက်ကြားမိုးထချုံရမည်ဖြစ်ပါသည်